အားလုံးပဲမင်္ဂလာပါခင်ဗျာဘာမာကောမစ် channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ယနေ့ဖက်ပြသွားမယ့်အကြောင်းကတော့ပကံမင်းစမြာစာအုပ်ထဲမှာအလွန်ထားမင်းအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာပြူပရိသရေတို့ဤဒီကတိယာနိုင်ငံတော်သည်အေ900ရာစုအစာပိုင်းလောက်တွင်စတင်ယူရင်းပစ္စည်းကြရသမှုထွေမင်းလက်ဆက်မှာစ၍ပြည်သူပြည်သားတိုင်းရင်းသားများကိုစူးစီးကာပကံမင်းဆက်ကိုစတင်ထူထောင်ခဲ့လေသည်မိနီပြည်တော်ကိုဥစွာရုံလိုကျွန်းရက်ဝဲတည်ထောင်ခဲ့ပြီး ထို့မှမင်းအဆက်ဆက်တို့ကဒီပစ္စည်းအားတံပေါ်ရီတို့သို့ပြောင်းရွှေ့တည်ထောင်ခဲ့ကနောက်ဆုံးယခုပကံမြို့တရှိရာရက်ဝဲပြင်းပြားမင်းလက်ထက် AD 149ခုနှစ်တွင်ပကံနေပြည်တော်ကြီးကိုတည်ထောင်ခဲ့လေသည်ပကံမင်းဆက်5050ရှိသည့်အနေနဲ့မင်းဆက်39ဆမြောင်မင်းဖြစ်သောကွန်းစော်ကြောင်ပြူမင်းနဲ့ရဆံပြီးနောက်တားတော်ကြီးစိုးမင်းနဲ့တက်လာကပကံဒီနန်းကို6နှစ်တာကာလမြာဇိုးဇံတော်မူခဲ့လေသည်ကြီးစိုးမင်းနဲ့ရဆံပြီးနောက်ညီတော်စောကတိမင်းနဲ့တက်လာရာ စုတ်ကတိမိနစ်ညီတော်ဖြစ်သူအနွယ်တာမင်းသားတို့မတင့်မတင့်ဖြစ်ကြရမှညီနောင်ချင်းစီချင်းတို့ရဲ့ဇင်ခေါ်ခဲ့ရလေသည်အနွယ်ထောင်ကြီးမင်းငါရဲ့ဖုံးလျုံကိုအန်တုနိုင်နေဆိုရင်အေော်ဒီမြေကဘာမြင်းကဘာရဲ့မှာစီချင်းထုံးလို့ထုံးဝင်လိမလားနောင်တော်ကဇင်ခေါ်မှတော့မငင်းလို့ပါပကံတီးနှက်နဲ့ဘသူပိုးထိုက်တယ်နေဆိုတာမြင်းကဘာရဲ့မှာတက်တည်ထူရမှာပေါ့တို့ဖြင့်အေော်ဒီမြေကဘာမြင်းကဘာရဲ့တွင် စုတ်ကတိမိနစ်အနွယ်ထောင်မင်းသားတို့ စီးတော်မြင်ကိုစီဖြင့်စီးချင်းထွန်းတိုက်ခိုက်တော်၏ယင်းစီးချင်းတို့တိုက်ခိုက်ပွဲတွင်အရှုံးဖြစ်ရင်ဆိုင်သွားသူကစုတ်ကတိမင်းပင်ဖြစ်ပါ၏စုတ်ကတိမင်းနဲ့ရောဆံပြီးနောက်အနွယ်ထာမင်းသည် တက်ကတဲ့1044တွင်နန်းတက်လာခဲ့လေသည်အနွယ်ထာမင်းသည်ပကံထီးနှံကိုစူးပိုင်ပြီးသည့်နှင့်မင်းကောင်းမင်းမြတ်တပါးဖြစ်သည့်အာလျော်စွာအစိတ်စိတ်အမော်မော်ကွင်းနေသည့်ပရိသတ်နေဘဲတို့ကိုစူးစီးကပထမမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ရန်စိုင်းပင်းခဲ့လေသည်အင်းစီလုံးပြီးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးထူထောင်ဖို့ဆိုတာ အခြေခံဖြစ်တဲ့စီးပွားရေးအင်အားတော်နေဖို့လိုတယ်။နော်ဝယ်ထားမင်းဒီနိုင်ငံရေးအဓိကစီးပွားရေးလုပ်ငန်းဖြစ်သောစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်စေရန်လေယာဉ်ပြင်များကိုဖော်ထုတ်ခဲ့ပြီး၆၀ဒေတာရှိပန်းလောင်မြင့်ဇော်ဂျီမစ်တိုကိုအမည်ပြုလျက်စံကြီး80ကို24တိစောက်ခဲ့လေသည်။ရင်းစံကြီးတို့ကိုကြီးကျက်ဆောင်ချောက်ရန်လွယ်လွင်းရွာများနှင့်ရေလွဲခရမ်းများကိုတီးခဲ့လေသည်။မိထီလာကန်ကြီးကိုလည်းပြုပြင်ခဲ့ပြီးတို့ကြောင့်လဲဆယ်ရီခင်းလုံးလုံးစွာရရှိခဲ့သည့်ကျောက်ဆယ်နေနဲ့မိထီလာလယ်တို့မှာ ပကံပီကြီးအဓိကအစပကြီးများဖြစ်လာခဲ့သည်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာလေသည့်နှင့်အနွေထားမင်းကြီးသည်အစစ်အစစ်အမှန်မှကွဲပြားနေသည့်ဗြိတိတိနိုင်ငံငယ်များကိုစူးစိနိုင်ရန်တန်တမန်တို့ကိုစီလုခမိဖွဲခဲ့လေသည်တခါတွင်မြစည်းမှတိုင်းဝေသာလီပြည်သို့ရာဇတမန်အမှတ်ကိုလက်ဆောင်ပန်းနာမြတ်နှင့်အတူချစ်ကြည်ရေးမိဖွဲရန်စီလုတော်မူလေ၏ရာဇတမန်ငါပေးပို့လိုက်တဲ့လက်ဆောင်ပန်းနာတွေကိုဝေသာလီမိတန်ဆက်သားပြီး ူပြန်လဲပေးဖို့အဆက်သတ်မဲ့လက်ဆောင်ဗန္တာတို့ကိုတေချာကယူပြူပြီးယူလာခဲ့လေတော့အမိန်တော်မြတ်တိုင်းပါဗျာငါကိုယ်တော်မြတ်ဟာလက်ဆောင်ဗန္တာတွေအပြန်လဲပေးဖို့ရင်စီလုံးနူးထွေးမှုဖြစ်စီလို့လေတန်တမန်ပြပြီးနှစ်ပြည်တော်မျက်နာပြရမယ်အပြူအမူအပြောအဆိုတို့စိုးစင်များမရှိပါစေနဲ့အမိန်တော်မြတ်တိုင်းလိုက်နာပါမယ်ဗျာတို့ဖြင့်ရာဇဓမ္မအမှန်လင်းနောက်တော်ပါတန်ဖွင့်နေတူလက်ဆောင်ဗန္တာတို့ကိုတည်ဆောင်ကဝေသာလီပြည်သို့ဥတီလီရဲ့ခီးထွက်ခဲ့လေတော်သည် အထူးတန်တမန်ဖြစ်သည့်ယာစတမန်အမှတ်ဒီဝေတန်လီပြင်းတန်လက်ဆောင်ဘန်နာများဆက်တာလေကျွန်တော်မျိုးရဲ့ပြည်ရှင်အနော်ရထားကနှစ်ပြည်တော်ချစ်ကြည်အလုံးကလက်ဆောင်ဘန်နာတော်များပေးပို့လိုက်ပါတယ်လက်ခံတော်မူပါမင်းကြီးအိုးအကြည်ရောပကံမင်းကလက်ဆောင်ဘန်နာပေးပို့တဲ့လေဒီလိုချစ်ကြည်ရင်းနှီးမှုတည်ယူတံပြရတဲ့အတွက်ငါကိုယ်တော်မြတ်ဝမ်းသာလာပြီတင်တို့တန်ဖွဲ့ပြင်းငါကိုယ်တော်မြတ်ကလည်းအထူးအထူးတော်လက်ဆောင်ဘန်နာတော်တွေပေးလိုက်ပါမင်း တင့်မြတ်လာပါလေမင်းကြီးဝေသားလီပြင်းသည်သူ၏ခရီးအတိုင်းရာဇတမန်တို့တန်းအဖွဲ့ပကံပြည်တို့ပြန်လည်လင်းအခြားသောလက်ဆောင်ပန်းနာတို့နှင့်အတူအနွယ်ထာမင်းအတွက်အထူးလက်ဆောင်ပန်းနာတို့ဖြင့်ငါကိုယ်တော်မြတ်ရဲ့တမိတော်ပြင်ဆက်ကလျာဏီကိုဆက်သပေးပို့လိုက်တဲ့တန်တမန်တို့လန်ခီမှာကောင်းစွာဆောက်ရှောက်ခေါ်ဆောင်သွားပြီတော့ဝမ်းမြောက်ဝမ်းသာရှိလာပါလေမင်းကြီးပကံပြည်ကြီးနဲ့ဝေသားလီပြည်ရွှေလန်းငွေလန်းဖောက်နိုင်ခဲ့ပြီပေါ့တို့ဖြင့် ရာသတမန်အမှတ်ဥဆောင်တီတန်းအဖွဲ့သည် ပြင်ဆက်ကလျာဏီမင်းသမီးလေးအားဝောင်းရင်တော်ပြင်ခေါ်ဆောင်ကားအချာသောလက်ဆောင်ဗန္ဓာတော်များနှင့်အတူပကံပြည်သို့ပြန်လာခဲ့လေသည်ဝေသာလီပြည်မှနေ၍ရိုးမာတောင်တန်းကြီးများကိုရံများစွာဖြတ်စော်တည်ရခဲ့ရသည့်ခီးရှိရှိတွင်တုလွတ်အောင်လှပချောမောသည့်ပြင်ဆက်ကလျာဏီမင်းသမီးအားအနီးကပ်ဆောက်ရှောက်ခေါ်ဆောင်လာရသောရာသတမန်အမှတ်ကချစ်ခင်တက်မှတ်မှု ဖြစ်ပေါ်လာလေတော့၏ထို့ကြောင့်လင်းရာသတမန်အမှတ်သည် မိမိအရှင်သခင်အနဝထမင်းပေါ်တစ္ဆာမဲ့သောဖြင့်ပြင်ဆက်ကလျာဏီမင်းသမီးအားပယောပီလုံနေရန်ကြိုးစားတော့၏။ရွှေမင်းသမီးလေးကအယံကိုလှတာပဲဗျာ။ကျွန်ုပ်ဖြင့်မင်းသမီးလေးကိုဘင်းရင်နဝထရဲ့လက်ထက်ကိုတော့မထည့်ကျင်တော့ဘူး။ရွှေမင်းသမီးလေးရင်တကယ်ပါပဲ။အိုးအမမင်းဘလို့စကားမျိုးပြောတာလဲ။မင်းဗန္နာကိုဟာမဲ့လို့စော်ကားကျုလို့ဟုတ်သလား။ရာစာတွေးလို့မြည်သည်တိမ်ကြီးရွှေခွက်နဲ့သာထိုက်တယ်နေဆိုတာမသိလျော်သလား။ဒီလိုတစ္ဆာမဲ့ကျုလို့နေစကားမျိုး ောက်တခါပြော့ကြည့်ပောက်ကန်ရမရုတ်တာနဲ့သိရင်တစ္ဆောင်မဲမှုကိုဘီအင်နော်ထားရဲ့နေတော့ရှောက်ထားလိုက်မယ်ဘီဘီအင်နော်ထားဟိုးတော့မတိုင်ပါနဲ့မင်းကြီးလေးမင်းသမီးလေးရင်မကြိုက်ရင်မပြောတော့ပါဘူးချက်စီရလားဟွန်းအမဲရုတ်နဲ့ဟင်းဟိုမှာအမနာဇာစတမန်အမှတ်မှာပြင်းစက်ကလေးနဲ့မင်းသမီးလေးကပြစ်ပြစ်ခါခါလှုပ်လိုက်တဲ့ဖြင့်မချင်မရဲပြက်ကမင်းသမီးလေးပုံမှန်လေးအညူအတီးထားမိတော့ဤတောက်ယာသာသွေးဆူပြီးဂုံမောက်တဲ့မင်းသမီးတော့တွေ့ကြသေးတာပေါ့ကွာ ်ယာဇဓမ္မအမှတ်ဒီရန်ညိုးဖွဲ့ကစင်းလင်းသောအကြံဖြင့်ပြင်ဆက်ကလျာဏီမင်းသမီးလေးနှင့်အတူလိုက်ပါလာသည့်အချွေအရန်တို့ကိုလန်ခီတစ်ချောက်ရှိစခန်းထောက်ရွာတို့၌ထားရည်ခဲ့လေသည်မေဖုံတင်ကဒီရွာမှနေပြီးရွာအကြီးကနေပေါ့မှာပြင်ဆက်ကလျာဏီမင်းသမီးလေးမိဖုရားကောင်းကြီးဖြစ်ပြီးဘယင်းနှင့်အတူတိုင်ခမ်းလှည့်လေတဲ့အခါဒီရွာကိုရောက်ရင်တင်ခရီးဥကျူပြည့်စုံနိုင်အောင်ဒီရွာမှအခြေချနေရခဲ့ရမယ်တို့ဖြင့်ယာဇဓမ္မအမှတ်ဒီ ပြင်ဆက်ကလေးနီမင်းသမီးလေးရန်ချွေတော်တို့ကိုတရားဥပိတ္တစကန်းတော့ရရွာတို့၌ထားရခဲ့လေသည်ပကံနင်းပြီးနေပြီးတော်သူရောက်လေလျင်ပြင်ဆက်ကလေးနီမင်းသမီးလေး၏ဘေးနားတွင်ရန်ချွေတော်တူတူမြမရှိတော်ချေနောယထာမင်းကြီးသည်အထောက်တော်တို့၏ရှေပြေတော်ဥတင်ထားမှုကြောင့်ဝေသာလီမင်းအထူးလက်ဆောင်ဗန္နတော်အဖြစ်ပြင်ဆက်ကလေးနီမင်းသမီးလေးလိုက်ပါလာသည်ကိုသိတော်မူလျင်ဝမ်ပန်းတတခကြီးဦးကြိုးစော်တော်မူလေ၏ဝေသာလီမင်းသမီးလေးကို ကြိုးစားပါရယ်ကွယ်လွန်စွာချောမွှန်းလှပသည့်ပြင်စကလျန်နီမင်းသမီးလေးကိုအနှောထားမင်းကြီးသည် နှစ်သက်မြန်နိုးလာသည်ဖြင့်ဖူးဖူးဖုံမတက်ဂယုဆိုင်အလိုလိုက်ကမင်းသမီးလေးနှင့်နှကိုရူခြေလူကလောကကြီးကို မေ့မြို့လျက်ရှိသည်အော်အချစ်ဆိုတာဒါပဲလားကွယ်အထုံးနောက်တွင်အနှောထားမင်းကြီးသည် ပြင်စကလျန်နီမင်းသမီးလေးအားတောင်ညာဆန်ဒေဝီမိဖုရားကောင်ကြီးဖြင့်တင်မြောက်ရန်ကြံစီတော်၏ မူးကြီးမကြီးများငါးဤကျင်ရတော်ပြင်ဆက်ကလျန်ဒီကိုတောင်ညာဆက်မိပြားကောင်ကြီးဖြင့်တင်မြောက်လိုလေကွယ်တင့်မြတ်လာကြောင်းပါဗျာအချာမူးမတူကပြင်ဆက်ကလျန်ဒီအားမိပြားကောင်ကြီးဖြင့်တင်မြောက်မိကိုလက်ခံသဘောတူကြတော်လေရာဇတမန်ကနှုတ်ဆက်လေးနေ၏ညီလာခံဆဲသွားလေးမှမစားရသည့်အမေတဲနှင့်ပိတ်ရန်စံစီထားသည့်ရာဇတမန်မှတ်သည်အတွင်းတော်သို့ဝင်ပြီးအနွယ်ထားမင်းဟာတီတူလျှောက်တွင်လေသည်အရှင်မင်းကြီး ြင်းစကလေးအနီဟောင်းဝေသားလီဘင်းရဲ့သမီးတော်အစင်မဟုတ်နိုင်ပါဒါကြောင့်မိဖုရားကောင်အဖြစ်ရာစားပိတ်သိမခံယူတတ်ပါအိုးဘက်နဲ့အမကြီးရာစားတမန်ရဲ့ပြင်းစကလေးအနီဟောင်းဝေသားလီမင်းရဲ့အထူးလက်ဆောင်ပန်းတော်သူ့ရဲ့သမီးဆိုဒါကတော့ဘယီမင်းကြီးရဲ့ဖုံးရီကရင်ကိုမလွန်ဆန်ဝင်နေအပြင်အရှင်မင်းကြီးရဲ့ကြည်ပူစောက်ရှောက်မှုခံယူလို့တဲ့အတွက် မရှိတဲ့သမီးတော်ကိုရှိရန်အကွက်စင်ပြီးတာမန်အရက်သူကိုဘယင်သမီးတော်အတွင်ဝစ်စားပြင်းစင် ်ထည့်ပေးလိုက်မှရပါတယ်မင်းကြီး။ဒါဒါကိုသင်ရိပ်မိရင်လဲဝေတာလီမှာခရက်ကဝေတာလီပြင်ကိုဘာကြောင့်မပြောတာလဲ။အရှင်မင်းကြီးကနှစ်ပြီတောင်ချစ်ကြည်ပြပြစီမဲ့အပြုအမူအပြောအဆိုမလုပ်ဘူး။မှားချသတိပေးတော်မူလိုက်တဲ့အတွက်တန်တရားဝမိပြီမဲ့လဲကျွန်တော်မျိုးရင်ငုံနှုတ်ပိတ်နေခဲ့ရပါတယ်မင်းကြီး။အဲ့ဒီတန်တရာဟာလန်ခီတချောက်မှာစင်ကျင်သုံးသက်မိလို့ခုလိုရှောက်တင်ဝန်းလာပါမင်းကြီး ပြင်စကလျန်ဒီဟာ တကယ်ပြီးရင်သမီးဖြည့်ရုံးမှရင်ပြီးရင်သမီးတော်တပါးရဲ့အဆောင်ရောက်နေအရင်ရမ်းချွေတော်တွေအချီတော်အချော့တော်တွေနဲ့လာမပေါ်မြင်ကြည်ယခုလုံပတ်ပေါ်တက်တန်းဟောရင်ပေါ်သူကြည်တင်းလို့လိုက်ပါမလားစင်ကြီးတော်မူပါအိမ်ဟုတ်ပြီအမကြီးဝေတန်လီမင်းဟာသူ့သမီးတော်အစ်စိုးရင်ဒီလိုပြစ်စက်လက်ခတ်ထဲပေးလိုက်မှာမဟုတ်ဘူးကွတောက်ချောင်ပြောတာပေါ့ဗျာပြင်စကလေးရင်းဟာ ရာသာသွေးတစ်စက်မှပါသူမဟုတ်ပါဘူးဘဲကကြေးတော်သူမှမသိပါဘူးဖေဟာအေးမင်းမျိုးမင်းနဲ့မဟုတ်ရင်တော့ငါကက်တို့ဘီရင်အကရိနဲ့ရှီလတ်တွဲပြီးရာသာဘိတ်သိက်ခံလို့မဖြစ်ပေဘူးဝေသားလီပြီးပြန်ဖို့ဖို့ရမှလေးနှံပြီးတောင်ရှီပြီးဖြစ်တဲ့ချစ်ကြည်ရပြပြမှဆိုးရတယ်သူခမားလဲသမီးတို့အစစ်မရှိကြလို့သမီးတို့အတုဆက်လိုက်ရတာဖြစ်မှာပေါ့ခတ်တာကငါကိုယ်တော်မြတ်ကလည်းသူ့လေးအပေါ် တန်ရုံးစင်ကရှိနေလေတော့မကွက်မြက်ဖြစ်လို့ဘူး။ဘာပဲဖြစ်ဖြစ်ဂျာစာသိမပါသူအရက်တူလေးမှု ပေးထားပြီးရမိဖုရားအဆောင်အောင်တွင်ပြန်လဲရုပ်သိမ်းပြီး နေပြည်တော်တင်ဝေးရရက်စီပို့ထားမှ တော်ကကြလိမ့်မယ်အမှကြီး။တင့်လျော်လာကြောင်းမှာဖရာ။သူ့ဖြင့်ဂျာစာတမန်အမှကြီးဂုံချောစကားကိုအဟုန်မှန်ပြီးနွယ်ထားမင်းကြီးတီပြင်းစားကလျန်နေမင်းသမီးလေးပေါ်ချစ်ခင်ဆုံးမတော့လဲ။ယာစတမအမှတ်ဤဂုံကျော်စကားကိုအဟုန်မှန်ပြီး မိဖုရားအရာချကပရိမာရက်သို့ပုတ်လွတ်လျက်ပရိမာတကြီး လက်ကိုအပ်စေလေ၏ပရိမာတကြီးဘယင်တိဖုရားကြီးကအမိန့်တော် ချမှတ်လိုက်တယ်ဒီတငယ်မှပြင်ဆက်ကလျာဏီကိုကောင်းစွာရှောင်းရှောက်ပါတဲ့သူ့အတွက်စာရေးရေခါကိုဘယင်ဗန္နာရဲကဆက်သားပုတ်လွတ်ထောက်ပံ့စီမယ်တဲ့အာအမိန့်တော်မြတ်တိုင်းမှာအမတ်ကြီးခမညာသူ့ဖြင့်ပရိမာတကြီးဒီပြင်ဆက်ကလျာဏီမင်းသမီးအားသမီးရင်နှင့်ပချား စောင့်ရှောက်ထားလိုက်လေတော့ဤယင်းပြင်ဆကလျာဏီမင်းသမီးလေး၌ကိုလေးလှုပ်ဝံပါခဲ့ရာ ထိုကိုဝင်သည်ကြံစစ်သားဟူ၍ဗကံရာဇဝင်တွင်ထင်ရှားလာမည်ဘီးအလောင်းရာလေးပင် ဖြစ်ပါတော့သည်ဗကံပြည်တွင်အနောအထာမင်းလက်ထက်အသည့်မင်းဆက်ဆက်သည်အကြီးကြီးတို့၏အယူကိုသာယူခဲ့ကြလေသည်တမတိအရ၌သတင်းသုံးလျက်ရှိသောအကြီးကြီးသုံးချက်နှင့်တပည့်6000တို့၏စကားကိုသာမင်းနှင့်ပြည်သူတို့လိုက်နာခဲ့ကြ၏ဒီမှာဟိတ် ငါတို့အရေးကြီးတွေဟာကိလေသာအညစ်အကြေးတွေကိုဆွန့်လွတ်ဖို့ပြင်းထန်တဲ့အကျင့်မြင့်မြတ်တဲ့အကျင့်ကျင့်ကြသူတွေပဲကိလေသာတဏှာဆိုတာစိတ်ဆိုးစိတ်ယုတ်စီးစိမ်ကံစင်ကြနေတဲ့အချိန်မျိုးမှာပေါ်လာတတ်တာမျိုးကွခန္ဓာကိုယ်ညစ်ပတ်နွမ်းနေအနေအချိန်မှာဘယ်ကိလေသာတဏှာကပ်ညိမှာလဲဒါကြောင့်ကျုပ်တို့ဟာကိလေသာတဏှာကို မကပ်ညိရအောင်ရင်ငုတ်တယ်မီးလုံတယ်တုံးခုန်တယ်ဇေခုတ်တယ် အဲ့ဒီလိုလုပ်ရင်ကိလေသာစိတ်ကင်းစင်ပြီလားမှတွေ့လားကျုပ်တို့အကြီးကြီးတွေဟာဘယ်လောက်မြတ်တယ်လဲသူများရဲ့အသက်ကိုတတ်ခဲ့မိပြီလားဘာမှမပူးနဲ့ငါတို့ပေးတဲ့ဂါရတာရွတ်လိုက်အပြစ်ကနေလွတ်ပြီးသားပဲမိဘကိုတတ်ထားပြီးရင်လေလာခဲ့ငရဲမကြစီရဘူးငါတို့ပေးတဲ့ဂါရတာရွတ်လိုက်ပင်စာနန္ဒီယကန်ကနေလွတ်ပြီးသားမှဆလွယ်လေးရင်းတို့လေးမဟုတ်မဟုတ်အစကားများပြောဆိုလိန်ညာဖဲအောင်ကမင်းနေပြည်သူတို့အားအယူလွဲစေလေးရဲ့ရှိကြလေသည်ထို့အပြင် အကြီးတို့၏အဆိုးဆုံးသောအပြုမူကားသူတို့သမီးကို ထိမ်းပြလက်ထက်သည့်နေ့ဤညဘက်တွင်သူတို့သမီး၏မိဘတို့ကသူတို့သမီးအားအကြီးကြီးတို့၏အကြောင်းကိုတညတာလုံးပို့ထားရခြင်းဖြင့်အိမ်သူတော်စင်ဖြစ်တဲ့ကျုပ်တို့အကြီးကြီးတွေစီအပန်းဦးမဆက်လို့ကတော့သင်တို့ကိုမင်းပြစ်မင်းတန်တင့်စီမင်းပန်းပန်းဦးဆက်ပါမင်းတို့တို့လင်းအကြီးကြီးတို့ကမတော်မရအပြုမူပြုမူကားလွဲမှားသည့်ဤဝါရတို့ကို ပြည်သူတို့အပေါ်လိန်ညာလှည့်ပြသွတ်သွင်းနေသည်ကိုတွေ့မြင်ရသည့်အနွယ်ထားမင်းကြီးမှာများစွာစိတ်မချမ်းမသာဖြစ်ရလေသည်ဒီဤတို့ရဲ့လုပ်ပုံကိုင်းမှုဟာ အတော်ကိုနေရာမကျပါလားအဲ့ဒီလူအယုတ်ချင်းတွေကိုပယ်ခွင်းနိုင်မယ့်အယူဝါဒဘာသာတရားရှင်သိကောင်းပါပဲအနွယ်ထားမင်းကြီးသည်တရားစစ်တရားမှန်ကိုလိုလားတောင်းတလေရှိနေစဉ်တဏီသောအခ၌မိုးဆိုးကြီးတို့သည်တောလေထွက်ရမှတောလန်ခရီးအတိုင်းချွတ်လာသည့်အရှင်အရဟံကိုဖူးတွေ့ရလေသည် ကြည်ညိုလှသည်ဖြစ်၍အနောထာမင်းကြီးဖူးတွေ့နှမ်းစီရန်ရွှေနှမ်းတော်စီ ပင့်ဆောင်လာခဲ့ကြည်ရွှေနှမ်းတော်စီကြွတော်မူပါဗျာဝန်ကြီးဝန်ကလေးမူမတ်ပေါ်ပါဆုံးလင်းစွာဖြင့်ညီလာခံတပင်စီရင်ကျင်းပါနေခြင်းတွင် အရှင်အာကြွရုပ်လာသည်ကိုဖူးတွေ့လိုက်ရသည့်အနောထာပြင်းမြင့်မြတ်သည့်ယာစပလင်ပေါ်မှဆင်းကနန်းတော်ဝါမှစီးကြိုလေ၏အရှင်ကြွတော်မူပါတိလျော်ရာနေရာမှာ ထိုင်တော်မူပါ အနောယထာဘယင်းကအိန္ဒိယတိတ်ကကြီးမားလာသည်အရှင်အရဟိတရေတော်ကိုနှစ်သက်ကြီးညိုလှတော်လဲဘုံတပါတိလတရာခိုင်မာရည်ရည်မှုမြင်းမြရှိသည်ကိုသိလို၍စမ်းသက်ကြည့်လိုက်ခြင်းဖြစ်သည် အရှင်အရဟံကမင်းလန်းအတိုင်းရာဇပလင်ရှိရာသို့အိန္ဒိယအပြည့်ဖြင့်ကြော်လန်းတော်မူပြီးရာဇပလင်ထက်၌ထိုင်တော်မူလေ၏အနောယထာဘယင်းသည် အရှင်အရဟံဟိအိန္ဒိယတော်တရေတော်ကြီးညိုစွာဖြင့် ဝတ်တွားကော်ယောကဘေးလျှောက်တော်မူလေ၏အရှင်ဘယ်ရက်ကကြွလာပြီးဘယ်ယူယူပါသလဲတကားတော်ဘီမြင့်မြန်ငါသည်ဗုဒ္ဓမြတ်စွာဘုရား၏သာသနာတော်ပွင့်လင်းရာအရမလာပြီးမြတ်ဗုဒ္ဓ၏အယူယူသူယဟန်တော်ပင်ဖြစ်ပါ၏မြတ်ဗုဒ္ဓ၏အယူကိုသိလိုလာပါသည်မိန်ကြားတော်မူပါဤတွင် အရှင်အရဟံကမြတ်ဗုဒ္ဓဟောကြားခဲ့သည့်တရားဒေသနာတော်တို့ကိုကြည်လင်သောအတန်တော်ဖြင့်ဟောကြားတော်မူလေ၏ အနိစ္စဒုက္ခအနတ္တအစရှိသောလက္ခဏာ၏၃ပါးမကိရှိပါအခြေခံသည့်မျက်စိမှပြိပဒါလမ်းစဉ်ကိုဟောကြားတော်မူပြီးစင်းရဲဒုက္ခပေါင်းမှလွဉ်ညင်ရာမျက်နှိပ်ပင်ကိုသွားရလန့်ကိုညွန်ပြအဆုံးမတော်မူလေသည်အနုရထာဘရင်သည်လည်းသူတခါမှမကြားနာဘူးသည့်မြတ်ဗုဒ္ဓ၏တရားဒေသနာတော်တို့ကိုကြားနာလာလေလျင်လွန်စွာနှစ်ကြိုက်ကြီးညိုလာသည်ဖြင့်ဗုဒ္ဓအယူကိုယူရန်ဆုံးဖြတ်တော်မူလိုက်လေသည်ယင်းချိန်မှစ၍ အနွယ်တံဘယင်မြင့်မြတ်သည်နိုင်ငံတော်တွင်ဗုဒ္ဓသာသနာပြန်ပွားထွန်းကားရေးကို အင်တိုင်းအားတဲ့ကြိုးပမ်းခဲ့ပြီးမဟုတ်မမှန်သောအယူဖြင့်ပြည်သူပြည်သားတို့အပေါ်လိန်ညာလှပြနေကြသည့်ဤကြီးတို့ကိုနှိမ်နင်းတော်မူလေ၏ဤကြီးတို့ကိုဖမ်းဆီးကလူဝလက်စီပြီးထောင်တွင်းအချင်းချပြီးနောက်ဆင်ချင်းကျုံမြင်းချင်းကျုံအလိုများလှခိုင်းလေသည်သို့သောဤကြီးတို့ကဘယင်အမိန်ကိုဖီဆန်က တော်လန်ဆန့်ကျင်ခုခံတိုက်ခိုက်ကြလေ၏ ထိုအခါအနွယ်ထားမြင့်မြတ်သည်ဗကံသူရဲကောင်းလေးဦးဖြစ်သောကျန်စစ်သားငထွေယူငလုံးလပယ်ညောင်ဦးဖီတို့၏အာကိုယူပြီးအီးကြီးသုံးချက်နှင့်တပည့်6000တို့၏ပုံကံဆက်ကျင်မှုကိုအပြီးတိုင်နင်းနင်းအောင်မြင်တော်မူခဲ့လေသည်ရင်းရင်ပြင်ကျန်စစ်သားဦးစီးသည့်ဘီးရင်တမတော်ကိုတထုံသူချီတက်စီပြီးတထုံတိုက်ပွဲကိုဆင်နွှဲကအောင်မြင်တော်မူသည့်အခါတထုံပြီးမှပိနကတ်တော်သုံးပုံကိုပကန်းသူပင့်ဆောင်ခဲ့တော်၏ ထိုချိန်မှစ၍ပကံမင်းနေပြည်တော်ကြီးနှင့်မြန်မာနိုင်ငံတော်ဝန်နှင့်ဗုဒ္ဓသာသနာစတင်ထွန်းကားပြန်ပွားလာသည်မှာယနေ့တက်တိုင်ပင်ဖြစ်သည်အနွယ်ထာမင်းကြီးဒီကနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စည်းရန်ဆယ်မြောက်ကံချောင်းမြောက်ကိုတူဖော်စီလျက်ဆိုင်ရင်စပါပေါ်ကျော်အောင်ဆောင်ရွက်ပေးခဲ့သလိုဝါစီပြည်သည့်နှင့်အကွက်ကွဲပြားပြားဖြစ်နေသည့်ဗြိတိတဲ့နိုင်ငံငယ်တို့ကိုစူးစီးပြီးပထမမြန်မာနိုင်ငံတော်ကြီးတီထောင်ခဲ့သည်တာမကမြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာစတင်အခြေကျပြန်ပွားထုတ်တက်စေရန်ကြံဆောင်ခဲ့လေသည့်သာသနာပြုမင်းမင်းဖြစ်ပါတော်၏အနွေထာမင်းကြီးသည်တိုင်းသူပြည်သားတို့အားရင်ဝဲတကဲ့သို့စောင့်ရှောက်အုပ်ချုပ်တော်မူခဲ့ရာမှနန်းစံတဲ့42နှစ်တတ်တော်85နှစ်အရောက်တွင်တောင်တာနေ၌ကျွေးရင်းတကောင်တောင်းချံပြီးပြည်သူပြည်သားတို့အားဒုက္ခပေးရံပြုလျက်ရှိသည်ဟုကြားသိတော်မူလေလျင်ဘာကျွေးရင်းတောင်းချံလို့ စင်တော်တန်ပြင်းစွာကိုစီလီရဲ့ကျိုးရိုက်ရန်ကိုကိုတော်တိုင်းနိနိယံကျိုးပန်းရာမှကျိုးရိုက်နှင့်တိုက်ပွဲဆင်နွေတွင်စီးတော်စင်ပေါ်မှလွင့်စင်ကြသည်ကျိုးရိုက်အခက်ခံရသည်ကဂျိုရတွင်ညှိပါသွားပြီးဟာမင်းကြီးကြွက်ခတ်ခံရပြီဟေ့နဲ့ရောင်ဆန်းတို့မူခဲ့တော်သည်ဗကံရာဇဝင်နှင့်မြမနိုင်ငံတမိုင်းထိုးတွင်ရောမြမနိုင်ငံသသနာတမိုင်းတွင်မှမေ့ဖြောင်မရအောင်အထင်ကရအကြောကြားတင်ရှားလာသည့်အနွယ်ထာမင်းကြီးဂုံတရင်ဒီကကဘာမက မြန်မာတည်နေရသည့်ငွေပြတ်နေမိတာဖြစ်ပေါ်တော့သည်အရှင်အရဟံနှင့်အနောရထမင်းကြီးတို့၏ဥဆောင်မှုကြောင့်မြန်မာနိုင်ငံ၏ထေရဝါဒဗုဒ္ဓသာသနာဖွံ့ဖြိုးခဲ့သည့်အပြင်ထိုးပိုးကိုနှုတ်၏သာသနာဓမ္မတွင် အမြင့်အမှန်လျားလျက်ရှိပါတော်မူဖြစ်ပါသည်။နားဆင်ပေးကြသူတယောက်ချင်းစီကိုအထူးဝင်ကျေးဇူးတင်ရှိပါသည်။အစ်စ်အစ်စ်တင်ရှိသောအကြောင်းအရာများကိုသိရှိရန်ကျွန်တော် channel လေးကို subscribe လုပ်ပြီးလက်မှတ်လေးများလေးနှိပ်ပေးကြပါအောင်ခင်ဗျာ။